a multiply of area 2.5 dumbbell minus 4 meter square area 2.5 dumbbell minus 4 meter square ရှိတယ် multiply တခု is place ဟာထားလိုက် only 0.25 dumbbell minus 3 meter thick layer of castra ဟာအထူး0.25 dumbbell minus 3 meter ရှိတယ် ကက်စထရာအိုင်ဆိုတာချက်စုစီရဲ့လွာပေါ်မှာမလုပ်လဲလို့ဆိုရင်ထားလိုက် if you full of 15 liter liter to move the plate အဲ့ဒီတတုပြားလေးရာဆရာတို့ရွေးရွေးသွားဖို့အတွက်တတုပြားလေးရွေးသွားဖို့အတွက်ဖို့အားဘလောက်မီတာလိုခဲ့တယ်ဆိုရင်50မီတာလိုခဲ့တယ်ချက်စုစီပေါ်မှာတတုပြားလေးကိုထားမယ်အဲ့ဒီတတုပြားလေးရွေးဖို့အတွက် အားဘလောက်လိုခဲ့လဲဆိုရင်50မီတာလိုခဲ့တယ် အဲ့ချက်စုစီပါဆေးပြစ်မှုရှိရဲ့နော်သူကလည်းဘာဖြစ်လဲဆိုရင်ဒီဆရာတို့တတုကြရဲ့ရွေးတာကိုပြန်ပြီးစန့်ချီနေတဲ့ drop ဖို့ဆိုတာရှိရဲ့နော် with the velocity 3တမ်းပေါ်မှာ minus 2 meter ပါ second ဒီ plane ကားလေးရဲ့ velocity ကဘယ်လောက်ရှိရှိလို့ရှိရင် calculate the coefficient of viscosity city of castra i castra i ရဲ့ coefficient of velocity ကိုဘယ်လောက်ရှိရလဲရှာပြရတယ်ပြေးလာလေးကိုလက် Inverted plane of area 2.5 in number 1 minus 4 meter square ဆိုတာက metal plane ပဲ area ဆရာ a ပဲလိုက်တော့မယ် a ကြီးကွဲပြီး2.5 into number 1 minus 4 meter square is plane only 0.25 in number 1 minus 3 thick အထူးအထူးဆိုတော့ပါ chain ဟုတ်တယ်ဒီမှာ chain ကင် chain ကင်တကယ်နဲ့အာသူဆိုတော့ပါလဲ ီဝိုင်းကြီးကဒီဝိုင်းကိုဒီတန်ဖို့ပဲတွဲပြီးဒီတန်ဖို့ပဲရေးလို့ရတယ်เนาะဒါပေမဲ့လို့ဆရာတို့ဒီဝိုင်းဆိုတာက chain ကင်တက္ကနက်ဖြစ်တဲ့အတွက်ကြောင့် data ဝိုင်းမန်းသိအောင်ဆရာတို့ဒီဝိုင်းတက္ကနက်အထူးကတစ်ခုပဲပေးတဲ့အတွက်ကြောင့်လို့0.25 a ဒါမှမဟုတ် -3 ရတယ်0ဆိုတော့နှုတ်ပြီဒီတိုင်းရလဲရတယ်ဘာလို့နှုတ်ပြီလဲဆိုတော့ဒီဝိုင်းဆိုတာ chain ကင်တက္ကနက်မှသိအောင်เนาะ ဲ့တော့ကျွန်တော်ဘာရောက်လို့ဆိုရင်0.25 inch တန်းပါဝါ -3 မီတာနောက်ကူနေရာအောက်ကစောဟာ if it fall off 15 inch f equal to 15 meter a of ကတော့ကျွန်တော် df လေး meter to မှု the plate d ကောင်းလေးရွေလျားဖို့အတွက် အားဘယ်လောက်နေနေကြလိုရ50နေ50နေပဲလိုရတယ်ဘာရောက်50နေပဲလိုရလဲဆိုလို့ရှိရင်ဆရာဆရာတို့ custard အိုင်းမှာရှိတဲ့ viscosity ကြောင့်ဖြစ်တဲ့ draft တွေအားဒီကောင်ရဲ့ရွေးချောင်းကိုဘာဖြစ်လဲဆိုပြန်လဲပြီးတော့ဆန့်ကျင်ပြီးတော့တွန်းကန်ထားတဲ့အတွက်ကြောင့်ဒီ player ရဲ့ရွေးကိုဘာဖြစ်လဲအားတဲ့ပြန်လိုရတယ်ไอ้ตัวเปลี่ยนใจอยู่กูงาแกดีกันอยู่อ่ะแม้ดูอ่ะรู้สิดีดรัฟโฟอ่ะแหละบล็อกเปลี่ยนต้นท่าเลยสมมุติ50นิดแต่เปลี่ยนต้นท่า ဲ့လိုမျိုးပြန်တွန်းတဲ့အခါမှာလားရပဲချင်းဒါလိုက်ရှင်ချင်းပါဖြစ်လဲသူဆိုရင်မတူတဲ့အတွက်ကြောင့်ဆရာတို့ဒီ F ကိုမိုင်းနဲ့ဘာလို့မရမစေထက်ပြီးဘာဖြစ်လို့လဲဆိုတော့ the draft 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 ဆိုတဲ့เนาะအပေါ်ကိုစန့်ကျင်အားလေးဟာ is obligate စန့်ကျင်မဖြစ်ဘာလဲစန့်ကျင်ပဲဖြစ်နေတယ်ဆိုလို့ရှိရင် ဒေတာလာရှင်ကမိုးရှင်ဟဲ့ဒါလာရှင်ရောမိုးရှင်မိုးရှင်ရဲ့ဒါလာရှင်နဲ့ဗာလိဒရပ်ဖို့လေးဟာစက်ကျင်ပဲဖြစ်ဒီမိုးရှင်ဆိုတာဘယ်ကောင်ရဲ့ဘယ်ကောင်ရွေးတာကိုမိုးရှင်လို့ခေါ်တာပလိပြ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 ရွေးတာကိုမိုးရှင်လို့ခေါ်တာဒရပ်ဖို့ဆိုတာက viscosity ကြောင့်ဖြစ်တဲ့ ဒီမိုးရှင်းလေးရဲ့အားနဲ့စန့်ကျင်ဘက်ပြတဲ့တွန်းပီနေတဲ့အားစန့်ကျင်ဘက်ဖြစ်နေတဲ့ဒေတာကိုပြန်ပါပါပြည့်တယ် minus 50 degree အဲ့ဒါနားလေတေချာသဘောပေါက်ဖို့လို့နော်ကဲမိုးရှင်းဆိုတာဘယ်ကောင်းယူလဲပလေပြားပလေပြားယူတာ draft force ဆိုတာက viscosity ကြောင့်ဖြစ်တဲ့အောက်ကနေဒီ motion လေးနဲ့စန့်ကျင်နေတဲ့အားနော်ဒါကြောင့်မို့အောက်ကပါခလေဆိုရင် minus တေချာနားလေမနော်ဆက်နားလေမယ်ဆိုရင်ဒီကောင်ပြီးသွားပြီဆိုတော့ဆရာတို့ loss with the velocity 3 into 10 power minus 2 meter per second ဆိုတာကကျွန်တော် dv ပဲ dv ဆိုတာ dw ချင်းရဲ့ velocity မှန်းသိအောင်လို့ကျွန်တော်နှုတ်ပေးလိုက်မယ်လောက်လေ3 into 10 power minus 2တွေရနေပြီးတော့0တခုပဲရှိတော့0ကိုနှုတ်ပေးမှာပေါ့နှုတ်ပေးလိုက်တော့3 into 10 power minus 2ပါဖြစ်လေညာဒီကြားပါစက္ကန့်ဟုတ်ပြီကျွန်တော်ရှာပေးရမှာက ကကူလေးတဲ့ကိုဟီဖီရှန်တော့ viscosity ဆိုတာဆရာတို့ပြောရှာမယ်။ eta ကိုပြောရှာမယ်။အဲ့တော့ formula လေးက eta eta equal to original minus ပါလေ alpha a dv dy dy အကမှသူဆရာတန်းပြီးရောတက်လိုက်မယ် minus alpha a အစားအလောင်းကြောင်းဂမ်မက်လိုက်လဲကွာ dy by dv equal to minus အဖကကြတော့မိုင်းနဲ့ပါတယ်50 k ကကြတော့ဆရာဘယ်လောက်လဲဆိုလို့ရှိရင်2.5 into 10 power minus 4အဲ dy ကကြတော့0.25 into 10 power minus 3 dv ကကြတော့3 3 into 10 power minus 2အဲ့တော့ဒီအောင်ပါဆက်ထွက်လိုက်မယ်ဆရာတို့ဒီမှာကယ်ကူလေတာမသုံးတော့ဘူးဆရာဒီသားပဲထွက်လိုက်တော့ဒီ point လေးကဒီဘက်ကိုရှင်းလိုက်ရင်ဘာဖြစ်သွားမလဲဆိုရင် 2.5ဘယ်ပေါင်းညာလို့2.5 in number 1 minus 4ဖြစ်သွားတယ်ဒီမှာလဲ2.5 in number 1 minus 4ဆိုဒီကောင်မလိုလိုက်လို့ဆိုရင်ချိန်လိုက်ဒီကောင်တော့ဒီကောင်ဆုံးတယ်ဟုတ်တစ်ကြံ3ညာဆွဲကြ4 6 7ရက်တမတို့တစ်ကြံ3ညာဆွဲကြ6ပေါ့အဲ့တော့ဒီကောင်ကမလာလို့ဆိုရင် 16.67 in တန်းပေါ်မှာလည်းဒီအပေါ်တက်တော့ tan square tan square အဲ့တော့ဆရာတို့ standard ဖောင်ပုံနဲ့ပြောလိုက်မယ်စလုံးရှုလိုက်မယ်1.667 in ဘယ်ဘက်ကိုပေါင်းရှုလိုက်ပေါင်းတောင်းရမလဲ3 3အဲ့တော့ eta ရဲ့ unit ကပါစကယ်စကယ်စကယ်နားလည်လားနားလည်နောက်တစ်ခုပါနော်ဒါကဘယ် shear stress shear stress ဆိုတာဘေးလိုက်တော့ပါလေ အဲ့ဒီကွာအင်းဒီ liquid ရေကူးရဲ့အမှတ်တကူမှာရှိရဲ့ shear stress က is bound to be 0.03 newton meter per square shear stress newton meter per square ဆိုတော့ဘာလို့ပြောတာ alpha a the velocity gradient velocity gradient at the point is 0.15 meter per second velocity gradient ဆိုတာက v by v by ดีบุยบ่าดีบ่าวีจามาป่าวรู้ฉิเนี่ยจะมาแท้จิ 4wb is viscosity ตัวเนี่ย viscosity โอเสียรู้บ่าลูกเปียชาไปอ่ะ viscosity อ่ะบ่าแลอีตาชาไปอ่ะบ่าแลชาไปอ่ะคืออีตาก็ pascal second lugina ก็ in force เนี่ยบ่าลูกเปียชาสัตว์จะกระเดิบได้ pascal second ก็1 pascal second อ่ะ10 pound เนี่ย ရလာတဲ့ particle second ကို temp post နဲ့ညောလိုက်ရင် post ထွက်တာဟာငါလေးကပေးတာရင်ပေးမယ်မပေးတာရင်မပေးဘူးမပေးတာရင်လည်းဆရာတို့ကဘလို့ကြက်တာအဲ့တော့ပေးတာလေးဝေးလိုက်မယ် shear stress 0.03 mm per meter ဆိုတော့ f by a equal 0.03 mm per meter ဆိုတော့အဲ့ shear stress မှာလည်းဆရာတို့ဘာထည့်ပေးလဲဘိုင်းနဲ့ထည့်အဲ့တော့ဒီမှာ တိတ်ပြီးတော့တေချာသဘောမပေါက်ဘူးဆိုရင် update ပါတဲ့နေရာမှာ mind နဲ့ထည့်ပြီးတော့တုံးတယ်နော်သူကစန့်ကျင် direction တွေစန့်ကျင်နေတဲ့အတွက်ကြောင့်ဆိုတော့ဒီကောင်ကဘာကြောင့်လဲဆိုရင်ကွာသူတို့တတုတ်ပဲဆရာရေးပေးလိုက်တော့မယ် opposite ဖြစ်ဖြစ်နောက်က velocity gradient 0.15 per second အကောင်ကပါလဲကျန်လို့ဒီမူကြီးပါ ဒီဝါ equal to 0.15 per second ဘဝဝင် B is viscosity ဆိုဆရာတော့ပါလို့ရှာဒီတော့ရှာမယ်အဲ့တော့ဒီ3ခုနဲ့ဆိုင်တဲ့ formula ကအဲ့တော့ဘာဖြစ်လဲဆိုရင် eta equal to minus f by a f by a dv by d dv by a minus 0.03 0.15 0.15ကျင်းလိုက်ပဲကွာဆရာတို့ဗာရမလို့တလီဓာတ်လေးဒါတော့2နေရာရှိတယ်ဒီဘာလဲ2နေရာရှိတယ်ဆိုတော့ဆရာတို့ဗာဖြစ်လို့ရကျင်းကျင်းမလာလို့ရလေဒီကောင်းကို2နေရာ2နေရာရွှေ့လိုက်မယ်ဆိုဗာဖြစ်တာ3ပြစ်တာသူ့2နေရာ2နေရာဖြစ်လိုက်မယ်ရွှေ့လိုက်မယ်ဆိုဗာဖြစ်တာ15ဖြစ်တာတတ်တတ်မြန်မြန်လေးအပေါ်က3အောက်ကဗာဖြစ်တယ်15ဖြစ်သွား

အဲ့တော့ဘာဖြစ်လဲသူရှင်နှစ်ဆယ်တို့တသမတ်တလုံးပြလိုက်တော့2 4ဒီတို့တို့တို့ပုတ်ကလေးကြောင့်ဆန်းပါလေးထက်ပြလိုက်အဖိုင်ကိုရေးမယ်ဆိုရင်ရှင်းမစာလေးထက်ပြလိုက်ပေါ့ shear stress ဒီမိမဒီပိုင်းကိုရေးမယ်ဆိုရင် ရှင်းမစာလေးထက်ပြလိုက်ပေါ့ velocity gradient အီတာကိုရေးမယ်ဆိုရင် ရှင်းမစာလေးထက်ပြလိုက်ပေါ့ viscosity ဒါပဲနော်အားလည်းပဲနော်နောက်တစ်ပုံ a square plate စကွေယာပလေ0.1 meter size အဲ့တော့စကွေယာပလေ0.1 meter size အနားတစ်ဖက်က0.1 meter ရှိရဲ့စကွေယာပလေဆိုတာတတိယပြင်သာပါလဲဆိုလို့ရှိရင် area ဟာနော် area ကိုတွက်စေချင် moose တဲ့စကွေယာပလေအဲ့တော့ရွေရှားတယ် parallel to second plate နောက်တဲ့ plate တစ်ခုရပါမယ်ဒီအပြိုင်ရွေရှားတယ် width a velocity ရော 0.1 meter per second နဲ့ကြာရေးရှာ။ Bubbleite bean in mass အဲ့အပြားနှစ်ခုစလုံးကမြင့်မြုပ်နေတဲ့ in water ရေထဲမှာပါဖြစ်တဲ့ဆိုရင်မြင့်မြုပ်နေတယ်။ If the viscosity flow is 0.02 meter viscosity flow ပါတော့0.02 meter ဖြစ်တယ်။ And coefficient of viscosity is 0.01 post ဖြစ်တယ်။ တို့ရှိရင် quite the distance between the play quite the distance between the distance ဘာလို့ပြရမလဲရှာပြရအဲ့တော့ square plate 0.1 meter size ဆိုတာဒီကောင်ဘာလဲတို့ဆိုရင် area 0.1 meter ရှိရဲ့အနာနှစ်နှစ်ထပ်ဆိုတော့ဘာဖြစ်မလဲ area ပေါ့အဲ့တော့ area a equal to 0.1 meter into 0.1 meter တစ်ခုညောက်လိုက်မှာပေါ့နော် square ဆိုတော့ တော့ square ဖြစ်သွားတယ်အဲ့တော့0.01 meter square တိတယ်တကနှလုံးဖြစ်လိုက်တော့0.01တိတယ်နော်တိတယ်နော် moves parallel to second plate with a velocity of 0.1 meter per second velocity of 0.1 meter per second velocity ဆိုလို့ရှိရင်ဒီမှာ dv ကိုပဲသုံးမယ်0.1 meter per second put plate beam in a water If the viscosity flow is 0.002 meter, viscora flow is 0.002 meter. Now, F ka baabhi bada doye, minus 0 0.002 meter. And, and coefficient of viscosity is 0.01 poise. Coefficient of viscosity is what baabhi bada? Eta. equal to 0 0.01 post. ဲ့တော့ဆရာတို့ဒီမှာတွဲမဲ့ဒီမြို့တရား postcard သုံးမှာမဟုတ်ဘူး basket second နဲ့သုံးမှာဆရာတို့ basket second နေပြီးတော့ post ကိုကြောင်းရင်30နဲ့ယောက်ပို့ကနေပြီးတော့ basket second ကိုကြောင်းမယ်ဆိုရင်30နဲ့ပါပြန်လို့စားလိုက်တယ်အဲ့တော့0.01ကို30နဲ့ပါလို့လာနေတယ်စားလိုက်တဲ့အခါမှာ basket second လာတယ်အဲ့တော့ဒီကားစားလိုက်မယ်0.001 basket second အဲအဲ့ဒီတော့ ီးတော့ပြီးဆိုရင် quality the distance distance ဆိုတာပါဟုတ်ကဲ့ distance ဆိုဒီ one တက်ကနဒီ one ဒီ one equal to ကျတော့ပါလေ question mark question mark ဟုတ်ပြီအဲ့တော့အဲဒီ one ကျမှာဒီကောင်လေးနဲ့ဆိုင်တဲ့ formula ကဒါတို့ theta equal to theta equal to a d v by dy by a into dy/dt အဲ့တော့ဆရာတို့ dy ကိုလူရင်တော့အောက်ကကောင်းလေးဒီပါဘာလာလုံးညအပ်ကဘာလာလုံးသွားစားသွားပြီးတော့စားเนาะအဲ့တော့ dy ကိုယူလိုက်မယ် dy ကိုလူရင်ဒီတာရဲ့ AD ရဲ့ D ဘူးရဲ့နှောက်ထားတာကိုဘာနဲ့စားလဲဆိုလို့ F နဲ့စား F နဲ့စားတယ်အဲ့တော့ဝါစီယာဒီကအစားသွင်းလိုက်မယ် minus E တာက 0.001 into A က0.01 into D V က0.1 0.1 by F က0.002 minus ဆိုတော့ဘာဖြစ်သွားမလဲ plus ဖြစ်သွားတယ်เนาะအဲ့တော့ဒီကောင်လေးကြောင့်ဆရာကကူလေတာလေးသုံးလိုက်ပါเนาะ

ားရမလားနားရမယ်ဆိုရင်နောက်တစ်ပုံ Isabel 3 point telling ကိုကြားရအောင် determine the radius radius of the raindrop raindrop မိုးစက်ကလေးတစ်စက်ရဲ့ radius ကိုရှာပေးရ for it through a ဒီလဲကိုဖြတ်ပြီးတော့ကြာလာတဲ့မိုးစက်ကလေးတစ်ခုရဲ့ radius ကိုရှာပေးရ with terminal velocity 9 meter per second terminal velocity က နာမီတာပါစက။ viscosity ရောအဲ viscosity လေရဲ့ viscosity က1.8တန်းပေါ်မှာ -5 pascal စက။ density ရောဝတ္တဝတ္တရဲ့ density က1000 kg မှာမီတာကျူးရှိတယ်။ density ရောအဲလေရဲ့ density က1.21 kg မှာမီတာကျူးရှိတယ်။ grain drop မိုးစက်ကလေးတစ်ခုရဲ့ radius ကိုရှာတယ်။ကဲဆရာတို့ပေးတာလေးတွေရေးလိုက်တော့မယ်။ terminal velocity 9m/s ဆိုတာကဘာတက်ဖို့လဲ v equal to 9m/s viscosity 1.8 into 10^-1 second ဆိုတာဒါ into 1.8 into 10^-1 second ဆိုတာဒါ into 10^-1 second density of water က1000 kg/m3 လေရဲ့ density က1.21 kg/m3 အဲ့တော့ ရိုဝမ်ရိုတူထားတာကျားတို့ရေရဲ့ density ကိုဘာလို့ထားမလဲဆိုရင်စက်လုံးကြီးရဲ့ density လို့တတ်မှတ်ရေဆိုတာမိုးဆက်ကွာမိုးဆက်ကလေးကပြုတ်ကြတာဟုတ်တယ်လေမာလဲဆရာတို့ဘာလဲဆိုလို့ရှိရင်စိတ်ပြမှုရှိနော်လေမာလဲစိတ်ပြမှုရှိလေကိုဆရာတို့အရေလို့ထားရမယ်ဆိုသူ့ရဲ့ density ဘာလို့ထားလဲရိုတူလို့ထားတယ်ဖတ်မိလားမလဲနားလည်မလားနော်ရေရဲ့ density ကမိုးဆက်ကလေးပြည့်တဲ့အကြောင်းလို့စက်လုံးရဲ့ density သူကဘာဖြစ်မလဲ รู้ว่าอีกว่าดูตะทองกิโลกรัมป่ะกิโลกรัมป่ะมีตาจุรูดูรูดูอ่ะ1.82 1.21 sorry มันเนี่ย1.21 1.21 1.21 kilogram per meter cube. ဆရာတို့ရှာပြရမှာ radius of the rain drop ဆိုတော့ဘာကိုကျွန်တော်ပြောအာဝေးရှာပြရ။ကဲဖော်မြူလာလေးတောင်းလာပြီ။ဒီမှာ group 1 group 2တွေပါလာပြီဆိုတော့ဆရာတို့ formulary apa? Ita Iguedu Du Ji A Gue Ru Wan Mai Ne Ru Du Bai Nai Hui ဒီမှာ r လေးကိုလိုချင်တာလိုချင်တဲ့ကောင်လေးဒီဘက်ကိုထားလိုက်ဆရာ r square အနေနဲ့ပဲယူလိုက်အောင် r square equal to ဒါမျိုးကဒီမှာလာပါလို့ညောင်းဒါညောင်းမယ်ပီတာ9ဘီပီတာ9ဘီ 2g 2g rho 1 minus rho 1 minus rho 2တော့တကယ်လူကျင်တာကဘာလေးကိုလူကျင်တာလဲဆိုတော့ r လေးကိုလူကျင်တာဟာ square root တင်လိုက်မယ် 9g 9 eta b 2g rho 1 minus rho 1 minus rho 2ဟာအဲ့တော့မှဆရာတို့ဘာလုပ်လိုက်မယ်ဆိုလို့ရှိရင်အစားသွင်းလိုက်တော့မယ်ကွာ अपो का 9 into इता का one, one point eight into, eight into ten power, one power one minus five, five into विया ले पावे ले सुनी nine आउ का चारो two into जीए चारुआ nine point eight, eight into रूवन आ चारो चारो minus one point two one. ဲ့တော့ဆရာဒီမှာ logic လို့ကောင်းသွားအောင်ဆရာတဆင်းထက်တော်လာနော်ပြီးတော့မှ no ဟို calculator ကိုပြုံးမိကြည့်လိုက်ဦးဒီမှာရှင်းလို့ရတဲ့လောက်ရှင်းလိုက်မယ်နော်ကိုကို87 1 87ဆရာတို့ square root ကြည့်တဲ့ကောင်မှာ square root ထဲမှာမာကြီးဖြစ်နေတယ်ဆိုလို့ရှိရင်ငေါချီကိုအဆင်မပြေဘူးအဲ့တော့ square root ထဲမှာရှိတဲ့10ရဲ့ထန်မျိုးစုံဖြစ်သွားအောင်တတိယမြင့်ပြစ်လို့ နဲ့နဲ့စားလို့ပြတ်သွားအောင်ဆရာတို့ဘာလုပ်ပြရမလဲရွှေ့ပြရနော်အဲ့တော့ဘယ်ပေါင်းညာနှုတ်ညာဘက်ကိုတစ်လုံးရွှေ့လိုက်မယ်ဆိုရင်78 into tan power -10 တောင်မဆရာတို့ square root ကြည့်လို့ပေါ့ဟုတ်ပြီနော်စုံပြအောင်လုပ်ပြင်မယ်နဲ့နဲ့စားလို့ပြအောင်လုပ်ပြလိုက်အဲ့တော့ဒီကောင်ကြီးကမြောက်နေရမှာနည်းနည်းပြန်ပန်းတယ်ကယ်ကူလေတာနဲ့ပြန်ထားလိုက်တယ်အင်းဒီဒီမှာအနှုတ်တွေလျှောက်တွေနဲ့ မင်းတို့အတွက်ရောနေပါဆိုတောင်နေကနေ1.21ကိုပြောတော့ဘာလို့လဲမသိဘူးနှုတ်လိုက်နှုတ်ထားလိုက်နော်ဒီဘာပဲနှုတ်လိုက်နော်အဲ့တော့တထောင်ကွာဒီလိုစီလို1.21ကိုကိုခွန်ဟုတ်တယ်နော်ရှစ်ကို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 ရှစ်တဲ့မှာခွန်ကိုဆိုတော့ ကိုကိုရှစ်တဒမရှိပြန်သိလားအတိကကူလာတာနဲ့နှုတ်လိုက်ရနော်ကိုကိုရှစ်တဒမခွန်ကိုဆိုတော့လေးလုံးပြည့်သွားကိုကိုရှစ်တဒမရှစ်လို့ပဲကိုကိုရှစ်တဒမအဲ့ဒါလေးသိတယ်နှုတ်ရမယ်နှုတ်တဲ့ကကူလာတာနဲ့နှုတ်လိုက်ရနော်ဆယ်ရက်တင်းတော့ကိုကြီးကိုကြီးကကိုပြည့်တော့ကိုရရနှစ်လို့ခွန်ကြကိုရရ တင့်လို့ရှိကြတယ်။နော်။ဘာဖြစ်လဲဆိုကိုနော်။ကိုဟုတ်တယ်နော်။အဲ့တော့ဆရာတို့ပါလို့မယ်။ဒီကောင်းကိုတခါလဲတာဆရာတို့ချိလိုက်တော့နော်။ဆရာတို့လေးကိုရင်နှိမ့်လိုက်မှာကွာ။အထဲထဲမှာအပိုင်းကြီးရှိတော့အပိုင်းကြီးကိုနှိမ့်လိုက်မှာကွာ။ပုံမှာက81 81 into 18 18ဆက်ဆက်ညို့ထားလိုက်ရောအောက်ကိုဆင်းလိုက်မှာကွာ။ 2 into 2 into 9 quad h 9 quad h into 4 4 shift တသမာ shift ပြတော့ဗာရတယ်တုံညာတသမာ2ခု2ခုရတုံညာတသမာ2ခု2ခုအဲ့တော့ဆရာတို့ဗာလက်တုံညာတသမာ2ခု2ခုတုံညာတသမာ2ခုပဲလေရတယ်ဒါမှမဟုတ်တုံညာတသမာ2ခု3ရတယ် ဟုတ်ပြီနော်နှစ်ခွန်တော့ကဲယူကြည့်လိုက်ပြီလားအင်းဒူတမ်းပါဝ -6 ကအပြင်ထွက်သွားရင်ဘာရလဲတမ်းပါဝ -9 ဒါနားလဲနော်ဒီနားလေးလာပြောင်းမထားဘူးဆိုလို့ရှိရင်မင်းတို့ကြွရတာနည်းနည်းစဉ်းမပြပါဆိုဟုတ်လားအဲ့တော့ဆရာတို့စနနဘောင်ပုံစံပြောလိုက်ပဲ2ဘွာဘောင်ညာဘက်ကိုလုံးတလုံးရှူလိုက်ပြီ2ဘွာ73အင်းတမ်းပါဝ -9 ဗီဒီယိုကယူနစ်ကဒီကြာကြာ ဒါမှမဟုတ် discontinuity ရဲ့နောက်ဆုံးတပုတ်လေးကိုစက်ထားပါနော်။ဒီရဲ့နောက်ဆုံးပုံစံလေး position number 9အရှင်းသားတဲ့ယူဆရမယ်။ is free object လုံးဝနဲ့ object တွေတခုဟာ is flowing through water ရေရဲ့ဘာတဲ့ဆိုရင်တုတ်ကြနေတဲ့စီးစင်း viscosity water is 0.01 pascal second ဝတ်တာရဲ့ viscosity က0.01 particle second ဖြစ်တယ် radius of spherical object spherical object ရဲ့ radius က2 mm ဖြစ်တယ်ဟမ် the velocity of the object အဲ့ဒီ object ရဲ့ velocity က at particle instant a 2 meter per second ဖြစ်တယ် find the drag force drag force ကိုဆရာတို့မလုပ်ရဘူးခင်ရှာပေးရ what the object due to fluid เนาะ ငွေဒီအငွေရေကြောင့်ဖြစ်တဲ့ object ရဲ့ draft ဖို့ကိုရှာပြရမယ်အရှုသက်ယူဆရမယ် stroke law is valid stroke law မှန်ကန်တယ်လို့ပါပြလို့ဆိုရင်ယူဆဒီမှာ stroke law နဲ့တုံးတာဒီဓမ္မပွဲပါအဲ့တော့ဆရာပေးတာတွေယူရတော့ viscosity water is 0.001 pascal second ဆိုတာကအီတာ0.001 pascal second and the radius of spherical object is 2 mm ဆိုတော့ r 2 mm ဒီလိုင်းပြောလို့မရအောင် xy ကြောင်းမယ်2 mm ဒီတန်းပါပါ minus 3 mm and the velocity of the object at particle instant is 2 meter per second ကော v equal to 2 meter per second ဘာလို့ v လို့ပဲတိုက်ရိုက်ရေးလိုက်လဲပြောတယ်ဆိုလို့ရှိရင် stroke တော့နဲ့တုံးတော့ပါနော် find the drift ် drop ဆိုဆရာတို့ပေါ့ဆရာပြ app ကိုဘာလို့ပြရမလဲဆရာပြအဲ့တော့ app ကဲ v ရဲ့ r ရဲ့ either ရဲ့ရှိတဲ့ဖုံရလေးရဲ့တခုပဲရှိတတ်မိလို့လား app ဒီဘယ် sit ပါ sit by either app ဝင် Ah,

Hello, Saya dah bungkam dalam ni. One, two, seven, အဲ့တော့ဆရာတို့စမ်းတဲ့ပုံစံတော်ရမယ်1 2 7 7.5 into 10 power 5 minus 5 minus 5 newton ညာနော်ဟုတ်ပြီ viscosity 1 Baiklah.